မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်33မူအိမ်ချဲပါ။မန္တလေးမြို့မဟာအောင်မြေမြို့နယ်ကလူငယ်တွေကိုစိုးစုကလူစုမဲနိုင်ခိုင်းပြီးစစ်သားတွေစုဆောင်းရာမှာထောင်ကျနေသူနဲ့နိုင်ငံသားရောက်နေသူတွေပါမဲဆင်းနဲ့ပါဝင်လို့မိသားစုကကိုစားမဲနိုင်ခဲ့ရတယ်လို့မြို့ကံတွေက MFB ကိုပြောပါရစေ။ဒီကနေ့မလ24ရက်မနေ့ပိုင်းကစလို့မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်းကလူငယ်တွေကိုစိုးစုကရက်ွက်ယုံဓမ္မယုံနဲ့ တ်မှတ်နေရာတွေမှာလူစုခိုင်းပြီးမဲနိုင်ခိုင်းကစစ်မှုထမ်းအပတ်စစ်ဆက်နဲ့အတွက်စစ်သားတဲ့စူဆောင်းတာဖြစ်ပါတယ်စစ်သားတဲ့စူဆောင်းခံရမယ့်အသက်အရွယ်အကျုံးဝင်တဲ့လူငယ်တွေအနေနဲ့ကိုယ်တိုင်ဖြစ်စေကိုစားဖြစ်စေမပြတ်မကွက်မဲလာနိုင်ကြဖို့နဲ့လာရောက်ခြင်းမရှိပါကမျက်ကွယ်မဲ၌ရွေးချယ်မှာမို့ကို့အခွင့်အရေးကိုမဆုံးရှုံးခြင်းရင်မဲလာနိုင်ကြဖို့စိုးစုကမြို့အနှံ့လော့စပီကာနဲ့လိုက်အော်ထားပါတယ် ကိုတိုင်းဒါမှမဟုတ်ကိုစားမသွားရင်မျက်ကွယ်အမဲ၌ကနပတ်စင်ကြော်ပြီးဖြစ်တယ်လို့လုံးမဆိုလို့ကိုစားမဲသွား၌ကြသူများတယ်လို့မဟာအောင်မြေမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်မဟာအောင်မြေမြို့နယ်အတွင်းကရက်ွက်တချို့မှာမနှက်ပိုင်းကမဲ၌ပြီးစီးခဲ့ပြီး တချို့ရက်ွက်တွေမှာနေကင်းညနေပိုင်းတွေမှာ လူစုမဲ၌ခိုင်းတာတွေရှိပါတယ်ဆိုစုကမဲနိုင်ခိုင်းရမှာမဲနံပါတ်1နှစ်လို့ ကနန်းအသေးကနေစတာမဟုတ်ပဲ100ကျော်200ကျော်စတဲ့ကနန်းကြီးတွေကိုမဲနိုင်ခိုင်းပြီးမဲကြသူတွေကိုလည်းဘယ်တော့လာပြီးဖမ်းခေါ်မယ်ဆိုတာမသိရသေးဘူးလို့ကိုတိုင်မဲနိုင်ခဲ့ရသူတွေကပြောပါတယ်စောစုကအခုလိုရွက်ွက်လုံးကျွတ်မဲနိုင်ခိုင်းတာဟာရွက်ွက်သူရွက်ွက်သားအချင်းချင်းမဲကြထားသူကရှောင်လို့မရအောင်ဝိုင်းကြီးကျုပ်ပုံစံလောက်တာလို့မြို့ကန်တူကသုံးသပ်ပါတယ် န္တလေးခရိုင်ခုနှစ်မြို့နယ်အနက်ဒီကနေ့မှာမဟာအောင်မြင်မြို့နယ်အတွင်းကရက်ွက်အများစုကိုမဲနိုင်ခိုင်းကစစ်သားတစ်စုဆောင်ခဲ့ပြီးနောက်ရက်တွေမှာတမျိုးနယ်ချင်းမဲနိုင်ခိုင်းမယ်လို့သတင်းကြားကြောင်းလဲမြို့ကန်တချို့ကပြောပါတယ်။သခိုင်းတိုင်းဒဇယ်မြို့နယ်မှာရှိတဲ့ပြူစော်တီစကန်တွေကိုတော်လိုင်းအားစုတွေကအခုရက်ပိုင်းမှာအလုံးစုံသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သတင်းမြင့်တချို့ကပြောပါတယ်။တော်လိုင်းအားစုတွေအနေနဲ့မလဒုတိယအပတ်လောက်ကစပြီးတော့ ဒဇယ်မျိုးနဲ့မှာရှိတဲ့ Usody scan တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပြီးအခုရက်ပိုင်းမှာ Usody scan ၃ခုလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့တာပါတော်လိုင်းအင်အားစုတွေဟာမလဒုတိယပတ်ထဲမှာဒဇယ်နဲ့အနောက်ဘက်မှာရှိတဲ့ဝရငယ်ရွာ Usody scan ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့မလ22ရက်မှာဝရငယ်ရွာနဲ့မိုင်ဝဲခန့်အကွာမှာရှိတဲ့ရွာသိပ်ရွာ Usody scan ကိုသိမ်းပိုက်နိုင်ခဲ့တာပါ ဲ့ဒီနောက်ဇက်တိုက်ဆိုသလိုမလ23ရက်မှာဒဇယ်နဲ့အရှိချမ်းကက်မလူနဲ့အဆက်ကလတောင်းကြရွာပြူစကန်ကိုတနေကုံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာသိမ့်ပိုက်နိုင်ခဲ့တယ်လို့သတင်းမြစ်တူကပြောပါရယ်ဝရငယ်ရွာစကန်သိမ့်တိုက်ပွဲကနေပြူစောတီစစ်တုံမန်9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လတောင်းကြရွာပြူစကန်သိမ့်နိုင်ခဲ့ချိန်မှာလဲပြူစောတီ40ကျော်ကိုအရှင်ဖမ်းမိထားတယ်လို့သတင်းမြစ်ကဆိုပါရယ် ဝရငယ်ရွာနဲ့ရွာသိပ်ရွာစကန်တွေကိုတိုက်ခိုက်သိမ်းမိုက်စမှာလဲစိုးစုကလေကြောင်းအပြင် drone နဲ့ပါတိုက်ခိုက်ခဲ့ပါသေးတယ်။ဒဇယ်နယ်တွင်းမှာဆိုရင်ပြူစော်တီစကန်အနေနဲ့မြို့ရဲ့မြောက်ဖက်ခြမ်းမှာရှိတဲ့စင်ငယ်ရွာလောက်သာစကန်ကြီးကြီးမားမားကြန့်ရှိတော့တယ်လို့သတင်းမြစ်တွေကပြောပါတယ်။အညာဒေသကပြည်သူတွေပေါ်ရက်ဆက်တဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးအဓိကကြိုးကန်လှုပ်ဆောင်နေတဲ့ စကိုင်းတိုင်းမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုဖက်စစ်တော်လည်ရင်နေ့အကျိုးလက်ဆောင်အဖြစ်ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့ပြီးစစ်ရေးပြတ်မှတ်ကိုထိမှန်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ကတာဝန်ရှိသူတို့က MFB ကိုပြောပါတယ်။မလ23ရက်မနေ့ည10နာရီလောက်မှာစောစုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းမှာရှိတဲ့တိုင်းစစ်ဌာနချုပ်ရုံးနဲ့ MI-70 စစ်ရဟတ်ယာဉ်ရနာကွင်းတွေကိုတရားခုမမရှော့တိုက်ဒုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တာပါ။အညာဒေသပြည်သူလူထုကိုဒုက္ခပေးဖို့အဓိကကြိုးကင်နေတဲ့နာမခါကိုကျွန်တော်တို့တိုက်ခိုက်တာဟာဒါဆိုနှစ်ကြိမ်မြောက်ဖြစ်ပါတယ်။စစ်ကောင်စီရဲ့စီရေးအရာအရေးကြီးတဲ့နေရာတိုင်းဟာကျွန်တော်တို့ရဲ့ပြစ်မှတ်ပဲလို့ပြောချင်ပါတယ်လို့ BWN အဖွဲ့တာဝန်ရှိသူတို့ကအမှတ်ပြုကိုပြောပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခဆိုတာသခိုင်းမကွေးတိုင်းနဲ့ချင်းမြင်နယ်တို့မှာရှိတဲ့စိုးစုရဲ့လယုံတပ်ဖွဲ့တွေကိုစစ်ရဲကုတ်ကဲမှုပေးနေတဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။အညာနေသားကပြည်သူတွေကိုစစ်ကြောင်းထိုးတက်ဖြတ်တာအစုလိုက်အပြုံလိုက်တက်ဖြတ်တာလေရင်တွေစက်တက်လေဒီရီနဲ့ဘုံကျဲတက်ဖြတ်တာတို့ကိုအ धिक ပြစ်လုပ်နေတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် BWN နဲ့မဟာမိတ်အဖွဲ့တွေက အညာဒေသຫນွေဦးတော်လိုင်းအင်အားစုတွေရဲ့အဓိက ရန်သူဌာနချုပ်ဖြစ်တဲ့နာမခါကိုစီရေးပြတ်မှတ်ဖြစ်တိုက်ခိုက်နေတာဖြစ်ပါတယ်မန္တလေးတိုင်းညောင်ဦး6လမ်းပိုင်းတနေရာမှာစိုးစုစည်းခဲရပို့ပြန်လာတဲ့ပြစောထင်းတို့ဥကိုဖမ်းမိခဲ့ပေမဲ့အစစ်ဆေးမခံဘဲထွက်ပြေးရကြောင်းပြက်ကတ်ဖမ်းဆီးခဲ့ရမှာနှစ်ဦးလုံးတေဆုံးသွားတယ်လို့ပကံပို့ချို PDF နဲ့မဟာမိတ်အဖွဲ့တာဝန်ခံတူကအမတ်ပီကိုပြောပါတယ် ညောင်ဦး6လမ်းမိုင်းတနေရာမှာတော်လိုင်းရင်တက်တွေကမလ23ရက်မနေ့ကမနေ့ပိုင်းမှာရှောင်းတခင်စစ်ဆေးနေချိန်ပြူစော်တင်ဦးလိုက်ပါလာတဲ့ကားတစ်စီးကိုတားဆီးခဲ့ပြီးတဲ့နောက်ကားပေါ်ပါလာသူ2ဦးကိုစစ်ဆေးမင်းမြတ်ဖို့ခေါ်လာချိန်မှာအစစ်ဆေးမခံဘဲထွက်ပြေးရကြောင်းအခုလိုပြစ်ခတ်ဖမ်းဆီးခဲ့ရတာပါတော်လိုင်းရင်တက်တွေပြစ်ခတ်ဖမ်းဆီးခဲ့တဲ့ပြူစော်တင်ဦးအားပေါင်းမျိုးနဲ့တောင်ပိုင်းကကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ22ကနေပခုတ်ကူတမ122ကို ကြည်ခဲရန်တွေတွားရောက်ပို့ဆောင်ပြီးအပြက်မှာတော်လိုင်းရေးတက်တွေနဲ့တွေ့ရှိခဲ့ရပါယူဆိုရင်းဦးကိုပြစ်ခတ်ဖမ်းဆီးချိန်မှာစုံစုရဲထောက်ခံစာစာရီပါရှိပေမဲ့လက်နက်ခဲရန်နဲ့တခြားဆက်ဆက်ပစ္စည်းတွေတော့မပါဘူးလို့ဆိုပါတယ်အဲ့ဒီပြူဆိုရင်းဦးကပေါင်းမျိုးနဲ့ပြူဆိုဒီစကန်တွေမှာရှိတဲ့တစ်ချိုကုံကြေးရွာနဲ့ပေါင်းမျိုးဘော်ကဖြစ်ပြီးပြူဆိုဒီတင်နန်းအပတ်စဉ်တက်တင်နန်းစင်ထားတဲ့ပြူဆိုတီတွေဖြစ်ပါတယ် လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံကိုပါပုံခိုစီမတွေ့ပါကမြေနေမဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ